မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာ April 28ရက်မှာတလားတတိပြေးခဲ့ပါပြီ။အဆောက်အုံဗျက်တွေအောက်ကသေဆုံးနေတဲ့ရုပ်လောင်းတွေကိုဒီကနေ့ထိဆွဲထုတ်နေရသေးလဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့အချက်လက်တွေအရငလင်ကြောင့်နေပြည်တော်သခိုင်းမန္တလေးရှားပြည်နယ်ပါဝင်တိုင်းနယ်ပြည်နယ်ဆဲကုမှာ April 24ရက်ထိနေအိမ်ပေါင်း6400လောက်နေပါပျက်စီးခဲ့ရတယ်လို့လူရည်6သိန်းကျော်ငလင်တန်ခံခဲ့ရပါတယ်။နောက်ဆက်တွဲငလင်တွေကြောင့်ဒီကနေ့ထိယာယီတဲတွေနဲ့နေထိုင်နေကြရသေးဖြစ်တယ်လို့ စစ်ကောင်စီစီကဘာအကူအညီမှမရသေးသူအများပြားရှိနေသေးတယ်လို့နေအိမ်ပြက်စီးခဲ့ရတဲ့မန္တလေးမြို့ကန်တယောက်က RFI ကိုပြောပါတယ်။ဒီဝင်းနေလို့မရသေးတော့လမ်းမေးတွေမှာအိတ်ရတော့မင်းညဆိုလည်းညဘုံနေနေတယ်ပဲစောင့်ရိုက်အကုန်လုံးပြေးထွက်ရတာလမ်းမို့လေကြီးလန့်ဆန်လန်းနေရတယ်ကွာမလုံးမစိတ်လုံးကြုံမရှိဘူးနေရထိုင်ရတာခြံကြိုက်တယ်ရာသီဥတုပူတယ်မအိတ်ရအောင်လူတွေအဲ့စိတ်ပင်မန်လူပင်မန်တန်နေလက်ခံရတယ်ပြည်စာဝင်နေရတယ်ဖြည့်ရှင်းမှုကလောရတယ် အထူးသဖြင့်ပြောချင်တာဆိုအခုချိန်ဒီလေလာရက်ွက်မျိုးနဲ့တိုင်းမျိုးခရိုင်အဆင့်အနီမှာလာပြီးမှဟိုစင်းပြူးပြူးတာမျိုးတို့ကအခုညီပေးတာမျိုးတို့ဘာတစ်ခုမှမရအောင်ဘီစကယ်လည်းမစားအောင်ကွာရေတန်းရေစံတပူးလည်းမရအောင်ဒါဒါပွင့်လင်းဆုံးပြောပြလူစီကားရနေရာတချို့မှာရိတ်ခါအကူအညီတာတွေရှိပေမဲ့အကူအညီလိုအပ်နေသူအားလုံးစီဒီကနေ့ထိလွှမ်းရှုံနိုင်ခြင်းမရှိသေးဘူးလို့သူကထောက်ပြပါရယ်။ဧပြီ25ရက်နေ့ထိနိုင်ငံပေါင်း26နိုင်ငံကအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်2000ကျော်ရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးနဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်3600ကျော်ရရှိထားပါတယ်။ဒီပြင်ဧပြီ24ရက်ထိပြည်တွင်းပြည်ပအလူရှင်တွေစီကနေကြက်ငွေ135ဘီလီယံကျော်အမေရိကန်ဒေါ်လာ2တန်းကျော်ကိုရီးယားဝမ်5တန်းအိန္ဒိယရူပီ15တန်းထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာ3000ကျော်ရရှိထားပြီးပြန်လည်ထူထောင်ရေးတွေမှာအသုံးပြုနေတယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။ဒါပေမဲ့ငလင်တန်တက်ရောက်ခဲ့တဲ့အိန္ဒိယကျယ်ပြန့်ပြီးအကူအညီလိုအပ်နေသူတွေများပြားတာကြောင့်အားလုံးကိုလွှမ်းခြုံနိုင်ခြင်းမရှိသေးဘူးလို့ စကိုင်းနဲ့မန္တလေးမှာအကူအညီတွေပေးနေတဲ့မူဆယ်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကွန်ရက်ကကိုထေးကအရက်ဖစ်ကိုပြောပါတယ်။အဖြစ်ပြက်ကနည်းနည်းကြီးပြီးတော့ area လေးခြေတာပေါ့နော်ခြေတော့တယ်ဒါတော့ဘလို့မှနိုင်ငံသားပဲကိုကိုကြီးကျွန်တော်တို့တောင်းရှိပြီးပဲဘလို့ကူညီကူညီအရက်တော့ဖွဲ့ဒီပြဘလို့ကူညီကူညီနေရအနောက်တော့ဘာဖြစ်အောင်တော့ကူညီနိုင်တာတော့မရှိနိုင်ပါဘူးကျွန်တော်တို့မှအတွေ့အကြုံတွေလို့တယ် 是差不多几千度嘞，你这样哩度嘞，再加上那个古，现在嘛哟，对叫人家还没有老百姓那个咯，南边那个古人家老爹，当时也都是古人家八步那个阿子话，老马咯，八十二片人就整个都免下来个咯。 ်စစ်ကောင်စီကငလင်လောက်ခတ်ပြီးအချိန်တလကြာတဲ့အထိထူထောင်ရေးကာလကိုလည်းအသေးစိတ်သတ်မှတ်ထုတ်ပြန်တာမတွေ့ရသေးပါဘူးငလင်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့အဆောက်အုံတွေဖြိုပြက်ရှင်းလင်းရေးမှာလည်းစစ်ကောင်စီကဌာနဆိုင်ရာအဆောက်အုံတွေဖြိုပြက်ရှင်းလင်းရေးကိုပဲလှုံ့ဆော်နိုင်ပြီးပြည်သူတွေရဲ့နေအိမ်တွေကိုတော့ကိုထူကိုထရှင်းလင်းနေရတယ်လို့ကုညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်ငလင်ကြောင့်80ရာခိုင်နှုန်းပျက်စီးသွားတဲ့ဇိုင်းမြို့မှာဆိုရင်လည်းအဆောက်အုံတွေကိုဖယ်ရှားရှင်းလင်းဖို့အ ਨੇ စုံ6လကနေအချိန်တစ်နှစ်ကြာနိုင်တယ်လို့ကုညီကယ်ဆယ်ရေးလုပ်နေသူတယောက်ကပြောပါတယ် အဲသခိုင်းမျိုးမှာအကိုအဓိကတော့ကျွန်တော်တို့ဒီရှင်းလင်းရေးကိုကဟိုအနည်းဆုံး6လကနေတစ်နှစ်လောက်ထိယူရမှလည်းကျွန်တော်မြင်နေပြဘာလို့လဲဆိုကျွန်တော်တို့သခိုင်းမျိုးကအပြည့်အစုံအများကြီးဖြစ်သွားတာပေါ့သူလည်းဟိုဘယ်လိုမလဲကိုကိုအိမ်နန်းလေးကိုကကိုကိုကတော့ကိုပဲရှင်းနေရတဲ့အနေအထားလေးဖြစ်နေပေါ့ငလင်းဘေးနောက်ဆက်တွဲကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုမလေးရှားဘင်္ဂလားဒေ့ရှ်စင်ကာပူဖိလစ်ပိုင်အင်ဒိုနီးရှား VNN လာအိုထိုင်းအိန္ဒိယနဲ့တရုတ်စတဲ့နိုင်ငံတွေကသူတို့နိုင်ငံရဲ့စစ်တပ်တွေကိုဆေးလွတ်ပြီးကုညီကယ်ဆယ်ရေးတွေလုပ်ခဲ့ပါတယ် အရင်ကတဘာဝဘေးကြုံတိုင်းအင်အားအလုံးရင်းနဲ့ကုညီကယ်ဆယ်ရေးလှုပ်လို့ရှိတဲ့မြန်မာစစ်တပ်ကတော့လက်ရှိကြုံနေရတဲ့ငလင်ဘေးမှာအရင်လိုအင်းနဲ့အားနဲ့ပါဝင်လာတာမတွေ့ရဘူးလို့ကုညီကယ်ဆယ်ရေးလှုပ်နေသူတွေကပြောပါတယ်အာနာသိမ်းမှုကြောင့်နိုင်ငံတော်ဝန်ပေါ်ပေါက်လာတဲ့လက်နက်ကင်တော်လန်မှုတွေကိုရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာတိုင်းနဲ့ပြည်နယ်အနှံ့ကိုစစ်မျက်နှာဖွင့်ထားရတာပါနေမြေဆုံးကျုံမှုတွေနဲ့အင်အားပြုံးတိမှုတွေကိုပြန်လည်ကုစားဖို့အတွက်လည်းငလင်ဘေးကြီးကျယ်ကြုံနေရချိန်မှာတော့ စစ်မှုထမ်းအပတ်စဉ်စနစ်ကိုခေါ်ယူပြီးလူသက်စုဆောင်မှုကိုမပြတ်မကွက်လုပ်ခဲ့ပါတယ်။ရှစ်တန်းစစ်မျက်နှာပြင်တွေကိုတိုက်ရင်အားအများပြပို့ထားရတာကြောင့်ငလင်ဘေးကူညီကယ်ဆယ်ရေးကိုအရင်လိုအင်တိုက်အားတိုက်မလုပ်နိုင်တာလို့စစ်တပ်အရာကြီးဟောင်းတဦးကသုံးသပ်ပါတယ်။ဂျန်နက်ကိုင်ပြည်ပကပဲပြောပြောပြည်တွင်းစစ်ပဲပြောပြောဒါကနေရာနှံ့မှာဖြစ်နေတာကိုဖြစ်နေတဲ့အခါကျတော့ကိုယ်ရင်နဲ့မတူဘူးပေါ့မတူဆိုတာကဟလာကျတော့ဒီဒေသန္တရကျတော့ကဟိုစစ်စင်ရေးတရှိတယ်ဒါဒေသန္တရလူကျွေးကိစ္စလည်းရှိတယ်လေအားလုံးမှာ လုံးဝကျွန်တော်တို့ကအတက်ကိုဒီလောက်ထုတ်နေတာတော့ကျွန်တော်ဟုတ်လာပြီလို့ပြောရတော့ပါဘောနော်စစ်ကောင်စီရဲ့ထုတ်ပြန်ကြရာဧပြီ28ရက်နေ့ငလင်ကျောင်းတည်ဆုံးသူ3969ဦးထိခိုက်ဒဏ်ရာရသူ9106ဦးနဲ့ပျောက်ဆုံးနေသူ108ဦးရှိပါတယ်ခင်ဗျာ။